မင်းကောင်းရင်ငါမစိုးပါဘူးလို့မပြောနဲ့မင်းမကောင်းလည်းငါမစိုးပါဘူးပဲပြောရမှာပဲเนาะသူကောင်းကောင်းမကောင်းကောင်းကိုလည်းမဆိုင်ဘူးကိုကောင်းအောင်လုပ်မယ်ဆိုစိတ်ဓာတ်ကိုထားရသော်ပြန်ဟောတဲ့တန်လေးခတ်တုတ်တံမှာအဲ့ဒီတိုင်းပဲရသော်ပြန်သူကောင်းကောင်းမကောင်းကောင်းငါကောင်းမယ်သူမကောင်းတဲ့ငါလည်းဘာမှမဆိုင်အဲခုခေတ်လူတွေကတော့အဲ့လိုမဟုတ်ဘူးเนาะမင်းကောင်းရင်ငါမစိုးပါတဲ့မင်းစိုးလို့ငါစိုးတယ်ပေါ့ အသေးပဲเนาะပြီးတော့ချိန်ချောက်တဲ့စကားလေးကပါသေးတယ်တီးခံတယ်ဆိုတာအတိုင်းတာရှိတယ်နော်တဲ့အကုန်တိမခံမှုဆိုတဲ့အသေးပဲချိန်ချောက်လိုက်သေးတယ်เนาะအဲ့တော့အဲ့ဒါတွေကမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးတီးခံတယ်ဆိုတာကအတိုင်းတာမထားဘူးဒီလိုပြောမှမယ်ပုံပြီးတမဘွားကြတီးခံတယ်ဆိုတဲ့သဘောဘာမှအကန့်အသတ်မထားဘူး ခံပါပဲတိခံပါပဲဒီလိုထားရမယ်မင်းကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေငါကောင်းမယ်ဆိုတဲ့စိတ်ဓာတ်ကိုမူပြီးပါမယ်ပေါ့ဒီလိုဖြစ်ရအေးဒါကြောင့်မို့ရဘုရားရဲ့အဆုံးအမနဲ့ဆန္ဒဒုက္ခကိုရှာတယ်လို့ဆိုတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဆန္ဒဒုက္ခကိုရှာတယ်မေတ္တာနဲ့ဆန္ဒဒုက္ခကိုရှာမယ်ကရုဏာနဲ့ဆန္ဒဒုက္ခကိုရှာမယ်မုဒိတာနဲ့ဆန္ဒဒုက္ခကိုရှာမယ် ကောင်းမြတ်တဲ့သဘာဝတရားတွေနဲ့ချမ်းသာဒုက္ခကိုရှာရင်မိမိလုံးတဲ့လုံးရဟာတစ်ဖက်သားကိုလည်းမထိခိုက်ဘူးကိုယ်ကိုလည်းမထိခိုက်ဘူးသူတော်ကိုလည်းမထိခိုက်ဘူးမထိခိုက်သည့်အတွက်ကြောင့်သူလည်းချမ်းသာကိုယ်လည်းဝမ်းသာဟောနှစ်ခုသူလည်းချမ်းသာကိုယ်လည်းချမ်းသာအဲ့ဒါလို့ဤမျိုးဖြစ်အောင်ဘုန်းကြီးတို့တွေကြိုးစားခြင်းဟာရဘုရားရဲ့ဆုံးမနဲ့ဒီချမ်းသာဒုက္ခကိုရှာခြင်းပဲလို့ဒီလိုဆိုတာလောကမှာလူတွေဟာ ကိုယ်ဆင်းရဲမှကြောက်လို့တစ်ဖက်သားဘာဖြစ်ဖြစ်ဆိုတဲ့စိတ်ဓာတ်တွေမွေးတာမှန်ကတော့စဉ်းစားလိုက်မယ်ဆိုရင်ဒီနှိုင်းရှင်လေးလံကြည့်မယ်ဆိုလို့ရှိရင်တော့အော်သူလည်းချမ်းသာကျင်တာပဲငါလည်းချမ်းသာကျင်တာပဲငါအတွက်နဲ့တော့သူစိတ်မဆင်းရဲပါစေနဲ့ဒီလိုနှလုံးသွင်းပြီးတော့သာချမ်းသာသူဟာရှာပဲလိုက်ပေါ့